ပြီလားနေတဲ့အတွက်ဒါလောက်အစားလုပ်တယ်ဒါလောက်ပါပြီတိလောက်ပါပြီလက်ကမဆိုတာသမထသမာဓိလို့ဆိုလုပ်တယ်သမုပ္ပဉ္စရဟုတ်လားအဲ့တော့ဒါနောက်လို့ခေလိုက်တော့ဒါတရားလို့ကျွန်တော်စဉ်းစားမယ်နော်အဲ့တော့တိလရဲ့သမာဓိရဲ့ပညာရဲ့သုံးချက်နော်အဲ့တော့ဒါနပါဠိတရားပါဠိနေကမပါဠိပညာပါဠိအဲ့ဒါတွေကိုပဲကျန်တဲ့ဂန္ဓီတို့သစ္စာတို့မြေတာတို့ဒိဋ္ဌာတို့ဥပိ္ပခါတို့ကဒါတွေလုံးနံတို့ဖြည့်စည်းရတယ် ဲ့တော့သူတိလောက်သာဆောင်ပြေးတယ်တိလောက်ဆိုတာကဝိတကမကိလေသာကိုပဲလာမှလားဒါကြောင့်မို့တရားအလုံးက၃မျိုးပဲရှိတယ်တရားလုံးကဘာလို့၃မျိုးပဲရှိတယ်ဘာဖြစ်လို့၃မျိုးရှိတာလဲကိလေသာကဖြစ်စဉ်အားဖြင့်၃မျိုးရှိတယ်ဒါမို့တရားလုံးကကိလေသာပယ်တဲ့အလုပ်ကိုတရားလုံးလို့ခေါ်တယ်ဘာဖြစ်လို့တရားလုံးကကိလေသာကိုပယ်ရတာလို့ဆိုအဲ့ဒီကိလေသာကဒုက္ခကိုဖြစ်စေတဲ့အကြောင်းဖြစ်တယ်အဲ့တော့မှဒီမှာသူကတိလား इलाके तीजा वेग ही नहीं गाओगे यार विजय प्रकाश ही नहीं गाओगे टेक पे विजय प्रकाश ही नहीं गा सोड़ा वो ना मौजूदा विजय प्रकाश ही नहीं गा पावा वो ना मौजूदा क्या नहीं लोगे क्या है क्या बच्ची क्या အဲ့ဒီတိရကဝိတက္ကမကိရိသာဆိုရဲပုံနှုတ်ဆိုရဲကာယကံဝေစီကံကိုသူကပြန်နိုင်တယ်။ရုပ်ရတိရအောင်ဆောင်တယ်လို့။ဟုတ်လားဖောင်းတယ်လို့။ဟမ်ဖောင်းတယ်လို့။ဖောင်းတယ်လို့။အဲ့တော့ဒီသူကမနောကံကိုပြန်နိုင်တာ။ပြိယောနာနာဆိုတဲ့။အဲ့ဒါကသူကတမာတိသမထလို့မလား။ဒီကသမထဆိုရဲတမာတိတော့ ਨਹੀਂ ਤਾਂ ਬਣਾ ਤੇ ਬਿਮਾਰੀ ਦਵਾ ਵੇ ਕਿ ਨਹੀਂ ਲਾਓਗੇ ਨਾਲ ਆ ਕਿਉਂ ਗਾਣਾ ਕਿ ਨਹੀਂ ਲਾਓਗੇ ਆ ਰਾਤੀ ਨਾ ਲਗਾ ਕੋ ਸੌਂਦੇ ਨਾ ਕੋ ਭਲੋ ਲਾ ਲੋ ਕੋ ਸੌਂਦੇ ਨਾ ਬਹੁਤ ਸੌਂਦੇ ਨਾ ਲੋ ਬੋਲੇ ਤੋ ਕੋ ਸੌਂਦੇ ਨੀ ਤਵਲਾ ਦਵਾਰੀਆ ਵਾਲੇ ਸ਼ੂਗਰ ਕੋ ਵਾਲੇ ਸ਼ੂਗਰ

ငယ်မငယ်တော့ကဒါနနဲ့ဒါနဲ့တိထဆောင်သေးတယ်။ဇာတိငယ်ကမငယ်ပါဘူး။မငယ်ပါလို့မငယ်။ဘာလို့မငယ်လဲ။ဒီတိလာကဇာတိကိုဖြစ်တဲ့အကြောင်းပဲနေလို့လားသူကတိုင်ကနေမြေကဝဲပေးတာဟုတ်လားဒါအဲ့လိုလေအဲ့တော့ကသူကဒီတိလာတဲ့ကာလုံးနဲ့သမထသမားကြီးလို့လို့တာပေါ့ शादी यही ना अरे यही ना शादी वो चीज है जो तुम्हारा तुम्हारी आप बेन है अरे मैं तो अभी पिन्या सुने सिंधा पैसा सो के रहे लोग तो पिन्या अगे पिन्या यार इस बना अरे तू आप भाभी की तो पेरे तो अनुभव किया अरे किन्हीं तो कहीं वो बालों का भाभी कहीं ်ဇာတိတို့ဖြစ်အဲ့တော့မှဒီအနုတ္တရကိရိယာဘီပညာနဲ့ကဘာလို့လဲဆိုတော့စဉ်းစားတယ်ပိုက်ထားတယ်ဖုံးတယ်သူကစဉ်းစားပိုက်ထားရဆုံးချက် ददाति दरियाए दया उमे यादि नामे बनाना ते में अरे अरी बार दुआ सारिया ने जादी तो बासी में नाले को दोगा वाले दोहा दोहा वो सुख गया जो इधर भी जादी तो बार अमी हुए ना अमी हुए ना मार दरिये ने ये चीज़ बुला मत ला इक्का नसीन ने मिलो यार भैया ဝင်းရပြစ်လာတော့မှအဲ့ဒီဒုက္ခတွေကကနစီနဲ့မြင်ရတာမလားဒါကြောင့်မို့ပါဒီအဆုဖွဲ့လိုက်တဲ့အခါကျဒီဇာတိမှာဇာတိဒုက္ခရှိတယ်ဇာတိမှာမရှိဘူးလားအဲ့ဒါဇာတိဒုက္ခဒီဇေယျလို့ဗျာတိလို့မနတော့အဲ့ဒါဝိဒုက္ခလို့ပေါ့ဘာပေါ်ဆိုလို့ဝိဒုက္ခဒုက္ခမှာတစ်ခုရှိတယ်ဇာတိဒုက္ခနဲ့ဝိဒုက္ခယောက်ျားဇာတိဒုက္ခရှိလို့ဝိဒုက္ခလာတာပေါ့ ာတိမရှိဒီဝိတော့လားလားဘာကြောင့်လဲဇာတိကိုဖြစ်စေတဲ့အကြောင်းကိုပယ်လိုက်ရင်ရောယုဝိတော့ကဆိုတဲ့ရောယုပြုခဲ့တဲ့ကံဉာဏ်ကြောင့်ရမယ့်ဒုက္ခတွေလားလားလားဒါဆိုဒီဒုက္ခဖြစ်စေတဲ့အကြောင်းမှလည်းမျိုးလို့ရှိမှာပေါ့ဟုတ်တယ်ဒီဝိဒကမတိရတာနဲ့ပရိယောထာနာတိရတာအဲ့ဒါဝိတော့ခောက်ဖြစ်စေတဲ့အကြောင်းနဲ့ဒီနှစ်ခုကပါလေဝိတော့ခောက်ဖြစ်စေတဲ့အကြောင်းဟာဝိတော့ခောက်ဖြစ်စေတဲ့အကြောင်း ဘာဖြစ်လဲဓာတိဓာတိဓာတိတော့ဖြစ်ဖြစ်သွားကြောင်အဲ့ဒါဒီအနုတရကဓာတိတော့ဖြစ်တဲ့အကြောင်းပုံမဟုတ်ကျွန်တော်တို့ကစဉ်းစားတယ်ကျောင်းတို့ပကတိရတလာပါကလေးမှာဒီကာယကဝစီကမတော့ရှိရှိပါဘူး

တယ်။ယောဂီတို့ကအာဝိဒ္ဓပါဟုတ်ပါဘူး။အာဝိဒ္ဓတရားမှာတော့ကျွမ်းကျင်လာမယ်။မြေနာကြတာစားတာနဲ့တိအာဝိဒ္ဓတဲ့။အဲ့ဒါဘူးသိခံတယ်လို့ခေါ်တယ်။ယောဂီကြားဘူးတဲ့။အာဘူးတဲ့။ဆန္ဒကျိုးအနေနဲ့အဲ့ဒီဆန္ဒကျိုးဘူးကိုနားလေအဲ့ဒါအောက်လန်းတဲ့။အောက်လန်းဆိုတာအပေကြ။အဲ့ဒါဘာသာရေးဆရာက ဘာဘူးတွေတွေ့တဲ့ဆိုမြင်ဘူးကြားဘူးစားဘူးနမ်းဘူးထိဘူးသိဘူးအဲ့ဒီဘူးတွေပေါ်မှာပဲတော့ပြီးတော့မြင်တတ်ချက်ပြီးအာဝါဖွဲ့တော့တာအဲ့ကလေးကအဲ့ဒီအာယုဘူးတွေမြင်တဲ့ပုံမှာလည်းတော့မှတ်သားမှုမရှိဘူးအဲ့တော့ယောဂီတို့ကမမှတ်တင်တာလေဒီပဲမှတ်တာမှတ်တင်တာကြတော့စံလုံးလားအဲ့တော့မမှတ်တင်တာလေကိုယ်လိုက်တော့ဖတ်တင်တာကိုလည်းမှတ်တော့လို့ပြောချင်တယ် ပကတိကသမာဓိသတိကသီဟုတ်ကဲ့ဇာတိကောဘုရားရင်တို့ကဘုနာလို့ဒီဒုက္ခဖြစ်စေတဲ့အကြောင်းတစ်ခုပေးရတော့ဟုတ်ကဲ့ဇာတိဒုက္ခဒီပြိယောလနာချုပ်နေရဖြစ်တဲ့ကြောင့်ဝိဇ္ဇကမအောင်ဖြစ်ပါဒါကဘုရားဟုတ်တဲ့ဓာတ်ကိုဘယ်သိရတာလဲတော့။ဘုရားကျင်းနေတာပေါ့။ဟုတ်လို့။ဘုံဖြတ်ကြတဲ့ခရီးဆိုကိုထင်ရှားတာ။ဒါကြောင့်ဒီအသုတ္တိယကိလေသာရှိနေတဲ့ဒီသတော်ဓာတ်ရှိနေတော့မှာပေါ့ 咱们农业，我们都在干哩啊！我们茶油搞批材料就啥哩啊？就是地瓜嘛，干劳动不劳动？茶油批出来讲，土地啊，我们不要钱，我们茶油干的，谁得？还有啥哩？啊！你茶油搞，批些啥？叫阿拉阿都多路打会杂豆卡会把家来干啥哩？你农业完了茶油批些咯，叫阿拉完了搞嘞，阿都多。 ဒုက္ခဝိပါဒလက္ခဏာတာဝိဇ္ဇာဆိုတာအဖြစ်တာဝိဇ္ဇာဆိုတာလည်းဒါအဖြစ်အဖြစ်နဲ့တော့ဒုက္ခကိုပြီးတယ်ဒါကြောင့်ဒီအဖြစ်ဆိုတာဘာလို့လဲဇာတိဒ